ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ ဆိုတော့ဒီတစ်ပတ်ပါတော့ဥရောပရဲ့ Champion League ပွဲစဉ်တွေရဲ့ပွဲစဉ်၃ပြန်စပြီဆိုတော့ UEFA Champion League ပွဲစဉ်ရဲ့ပွဲစဉ်၃မှာထိတ်တိုက်ပွဲစဉ်တွေအများကြီးရှိတယ် Champion League ကဒီတစ်ပတ်ကစပြီးတော့အင်ကာပေါ်တူနှစ်ရက်ကံမှာဖြစ်ပြီးတော့ဒီတစ်ပတ်မှာ Europa League ပွဲတွေလည်းရှိတယ် Conference League ပွဲလည်းရှိတယ်ပွဲကြီးပွဲကောင်းတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ပွဲစဉ်၃ကအေးသက်တွေတော့နောက်ထပ် ဆက်ဝင်စားစရာပွဲပေါ်လေး leaf face ရဲ့တပွဲအပြီးမှာကျွန်တော်တို့အခုဒီနေ့ရာသီအတွင်းမှာပွန်တစီကာမာရောပြိုင်ပွဲဆိုမှာနိုင်ပွဲဆက်တဲ့ဘိုင်မြူနစ်ကထိပ်ဆုံးမှာရှိတယ် ဘိုင်ယန်ကဇာထိတ်မှာ6မှတ်နဲ့ goal difference နဲ့အများဆုံးဖြစ်ပြီးတော့ Real Madrid ကလည်း6မှတ် Paris Saint-Germain ကလည်း6မှတ် Inter Milan ကလည်း6မှတ် Arsenal ကလည်း6မှတ်နဲ့ surprise in ဒီနေ့ရသည်မှာပထမဆုံးခြေစပွဲအောင်ထားတဲ့ Carabao ကလည်း6မှတ်ရထားတယ်။ရှုံးပွဲမရှိတဲ့ထဲမှာ Dortmund ရဲ့ Man City ရဲ့ Spurs ရဲ့က၄မှတ်စီရထားပြီးတော့ဟိုးအောက်ဆုံးမှာ Benfica ရဲ့ Athletic Club ရဲ့ ISK ခိုင်ရရဲ့ဒီသင်းတွေကလုံးဝနိုင်ပွဲမရထားဘူးဆိုတော့ကျွန်တော်ပွဲစဉ်၃မှာကျွန်တော်တို့အောက်တိုဘာ27နဲ့အောက်တိုဘာ22ကစားဖို့ရှိတဲ့အချိန်မှာ FC Barcelona အသင်းကအိုလံပီယာကိုနဲ့ကစားဖို့ရှိတယ်။ခိုင်ရန်နဲ့ဖတ်ဖို့ကစားဖို့ရှိတယ်။အာစနယ်က Atletico Madrid ပွဲအပါအဝင် လီဗာပူးစင်နဲ့ပါရီစင်ဂျာမိန်ရှိတဲ့ကိုပင်ဟေဂင်နဲ့ဒေါ်မန်ညူကာဆယ်ယူနိုက်တက်နဲ့ဘန်ဖီကာ PSV အိုင်ဟိုဗန်နဲ့နာပိုလီနဲ့အူနီယံစိတ်နဲ့အင်တာမီလန်ပြီးတော့မှဗီလာရီယယ်နဲ့မန်ချက်စတာစီးတီးဆိုတော့ကျွန်တော်တို့အင်ဂါနေမှာပွဲကြီးပွဲကောင်းတယ်ဘာဆိုနာကအခုအိမ်ကွင်းမှာအိုလံပီယာကောနဲ့ကံမယ်အဲ့အိုလံပီယာကောကပြီးခဲ့တဲ့ပွဲစဉ်တုန်းကအာဆယ်ကိုသူတို့ရှုံးထားတယ်ဆိုတော့အခုလောလောဆယ်မှာဘာဆိုနာအသင်းက high line ကြီးကြောင့် သူတို့အသင်းပေါ်ကိုယုံကြည်မှုပျောက်ဆုံးနေသည့်တိုင်အောင်ဘာစလိုနာအသင်းရဲ့လက်ရှိနေထားရဒီပွဲကတော့ဘာစလိုနာအတွက်အခြေအနေကောင်းနိုင်တယ်။ဒီပွဲကဒေသစံတော်ချိန်ညနေ6:45 UK မှာဆိုညနေ9:45မြန်မာစံတော်ချိန်ည17:15မှာကံမယ်။ဘာစလိုနာရဲ့အိမ်ကွင်းဖြစ်တဲ့45 Camp Nou မှုတ်ပဲနဲ့ Olympic မှာဆက်ပြီးကံမယ်။အိမ်ကွင်းဖြစ်တဲ့ Hansi Flick ရဲ့အသင်း Hansi Flick ရဲ့အသင်းမှာ Rafinha တို့ Ferran Torres တို့ Lewandowski တို့မပါနိုင်တဲ့အတွက်တိုက်စစ်ကတော့နည်းနည်းတော့ရုန်းကန်နေရတယ်ဒါပေမဲ့ဒီပွဲပြီးရင်သူတို့အတွက်ကလည်း El Clasico ပွဲရှိတယ်အဲ့အတွက်ကြောင့် Barcelona ကအတိုင်းအတာတစ်ခုတည်း handle လုပ်ဖို့နောက်တစ်ခါသူတို့ပြီးခဲ့တဲ့ပွဲမှာ PSG ကိုသူတို့ရှုံးထားတဲ့အတွက်သူတို့အမှတ်လို့လို့တယ်ဆိုတော့သူတို့အဝေးကွင်းမှာဆွမ်းဆောင်ရေးကောင်းပြပြီးတော့ပထမပွဲမှာသူတို့နိုင်ထားပြီးမယ်ဒုတိယပွဲ Paris Saint-Germain ကိုရှုံးလိုက်တဲ့အတွက် Barcelona ကအခုပေါ့လေသူတို့ Newcastle ကိုနိုင်တယ်ခု PSG ကိုရှုံးထားတဲ့ Barcelona ကအိမ်ကွင်းမှာ သုံးမှတ်ပြန်ယူနိုင်မဲ့ပွင့်မျိုးနောက် Kyren နဲ့ Puffos ရဲ့ပွဲရှိတယ်ပြီးတော့မှဒီသဆန်တော်ချိန်ည၈နာရီမြန်မာဆန်တော်ချိန်နနက်၁နာရီခွဲမှာ Arsenal သင်းနဲ့ Atletico မက်တွေ Liverpool နဲ့ Paris Saint-Germain Newcastle နဲ့ Benfica PSV Eindhoven နဲ့ Napoli Union စိတ်နဲ့ Inter Milan Villarreal နဲ့ Manchester City နဲ့ Copenhagen နဲ့ Dortmund ဆိုတော့ကျွန်တော်ပွဲကောင်းက Villarreal နဲ့ Man City ရဲ့ Arsenal နဲ့ Atletico Madrid ရဲ့ Newcastle Benfica အပြင် Liverpool PSG ဆိုတော့အင်္ဂလိပ်ကလပ်တွေတဲက Arsenal နဲ့ Man City က Villarreal နဲ့တီးကိုတဲ့နှစ်သိမ်းတွေ့မယ်။ Man City ကတော့အဝေးခွင်း Arsenal ကတော့အိမ်ခွင်း။ So Mikel Arteta ရဲ့ Arsenal ကတော့အခုလောလောဆယ်လက်ရှိမှာယုံကြည်မှုအကောင်းဆုံးနဲ့ခြေစွမ်းအတည်ငြိမ်ဆုံးဖြစ်တယ်။ ီယာတီကစားတဲ့စုစုပေါင်း7ပွဲမှာ10ပွဲထိ clean sheet ရထားတယ်။ခါစစ်အရန်ချစ်လက်တဲ့ကစားပုံတော်တော်လေးကောင်းတယ်။သူတို့ရဲ့ယုံကြည်မှုကအမြင့်ဆုံးရောက်ပြီးတော့လောလောဆယ်မှာအာစနယ်ဟာအကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသထားတယ်။ချန်ပီယံလိပွဲစဉ်2ပွဲမှာအိုလံပီယာကော့ကိုလည်းပေးကိုမရှိပဲ clean sheet ရတယ်။ Athletic Club ကိုလည်းသူတို့ clean sheet ရထားပြီးတော့စွမ်းဆောင်ရည်ကောင်းပြသထားတဲ့အချိန်မှာ Athletico Madrid ကပွဲစဉ်တစ်တုံးက Liverpool ကို3-2နဲ့သူတို့ရှုံးထားတယ်။ ဒါပေမဲ့ Atletico Madrid ကအင်ကွင်းမှာတော့ Aitran Frankfurt ကိုသူတို့5-1နဲ့ပြန်နိုင်ထားတယ်ဆိုတော့သူတို့ကနှစ်ပွဲမှာသူတို့လလောဆယ်မှာ၃မှတ်ရထားတဲ့ချိန်မှာ Arsenal သင်းက အိုလံပီယာကောနဲ့အက်သလက်တစ်ကလပ်နှစ်သင်းလုံးကိုနှစ်ပွဲလုံးနိုင်ထားတာဒါလက်ရှိနေသားရတီကိုလည်းဖြည်းဖြည်းချင်းတော့ရတန်မိနေသူတို့လည်းကလင်းရှိတွေနဲ့နိုင်ပွဲတွေဆက်လာပြီးထိုက်ကိန်းဖြစ်တယ်ဒါပေမဲ့လောလောဆယ်မှာယုံကြည်မှုနဲ့ခြေစွမ်းကောင်းနေတဲ့အာဆနယ်အတွက်အင်ကွင်းဖြစ်တဲ့အတွက်အက်သလက်တီကိုမက်ဒရစ်ကခက်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 ကံရမဲ့ပွဲမျိုးဖြစ်တယ်ဒီပွဲကဒေသစံတော်ချိန်ည8:00နာရီမြန်မာစံတော်ချိန်နနက်8:00နာရီခွဲမှာကံမယ်ပြီးတာနဲ့လီဗာပူးလ်နဲ့ပါရီစ်စင်ဂျာမင် PSG ကတော့အခုနောက်ပိုင်းပြင်သစ်လီမှာနည်းနည်းလေး shaky ဖြစ်နေတယ် ဘာဆိုနာကိုသူတို့လူမစုံတဲ့ခြားကနိုင်ထားပေမဲ့ပြင်သစ်လီမှာသူတို့မဆေးလက်ရှုံထားတယ်ခြားထဲမှာလည်းတည်ကြတယ်ဟိုတနေ့ကလည်း straw poke ကိုထပ်ပြီးတည်ကြတယ်ဆိုတော့ပြင်သစ်ချီနည်းနည်း shaky ဖြစ်ချိန်မှာ liverpool စင်ကလည်း9.9နဲ့ဒါပေမဲ့ပြဿနာကိုဂိုးတွေအရန်ပေးရတယ် liverpool စင်ကလည်းစက်တိုက်ကိုဂိုးတွေပေးထားရတဲ့အသင်းဖြစ်တယ် liverpool စင်ကအခုလောလောဆယ်အနေထားရ german club တီထဲမှာသူပထမပွဲတုန်းကသူတို့ copenhagen ကိုတည်ကြပြီးတော့ဒုတိယပွဲမှာလည်း psv eindhoven ကိုတည်ကြတယ်သူတို့ကတော့ champion league campaign မှာအလောက်ကြီးမကောင်းဘူး psv ကအခုပထမ ွဲအတ္တန်တာကိုနိုင်နေဘာဆိုရာကိုနိုင်ထားတယ်သူတို့ကတော့ probably ya next level ဖြစ်ချေစွမ်းပြနေတဲ့အသင်းဖြစ်တယ်ကြီးကောင်းနိုင်မဲ့ပွဲဖြစ်တယ် ဒါပေမဲ့ကျွန်တော်ထင်တော့လူဆုံတက်ဆုံလူတွေနည်းနည်းပြန်ကောင်းရင် Paris Saint-Germain ကပိုကောင်းတဲ့အသင်းဖြစ်တော့ PSG အတွက်နောက်ထပ်အခွင့်အရေးကောင်းမဲ့ပွဲပဲအဲ့ဒါပြီးတော့ကျွန်တော်တို့ Newcastle နဲ့ Benfica Benfica ကနှစ်ပွဲလုံးရှုံးထားတယ် Newcastle ကတပွဲနိုင်တပွဲရှုံးထားတယ် Newcastle ရဲ့ဒီရသည်ပြဿနာကအဝေးကွင်းပြဿနာဒီ Champion League အဝေးကွင်း Union စိတ်ကိုသူတို့ကိုးပြတ်နိုင်တာကလွဲချင်းကျန်တဲ့အဝေးကွင်းနဲ့အားလုံးမှာတိုင်ပတ်တယ် Premier League မှာ၃ပွဲတည်းရေတပွဲရှုံးထားတယ်ဆိုတော့အခုလောလောဆယ်မှာ Benfica Benfica ကအခုရုန်းကန်နေရတယ် Newcastle ရဲ့အိမ်ကွင်းရ ဲ့ atmosphere ရဲ့အခြေအနေဒီကြောင့်စိတ် Jays ဘက်မှာ Newcastle အတွက်နိုင်ပွဲဖြစ်လာအောင်ပါနောက်တစ်ခုကသူတို့ရဲ့တိုက်စစ်မှုတစ် Nick Waldemulder ကတောက်လျှောက်ခြေစွမ်းပြနေတယ်ဒီနေ့လည်းတကူအတွင်းထားပြီးတော့ Newcastle အတွက်ရလက်ကောင်းမဲ့ပွဲမျိုးပဲနောက် Napoli နဲ့ PSV Napoli ကနည်းနည်းလေးရိမ့်နေတော့ AC Milan ကိုလည်းရှုံးနေ Torino ကိုလည်းရှုံးနေသူတို့အဝေးကွက်မှာအမှတ်တရရောတယ်ဒီရာသီမှာ Man City ကိုအဝေးကွက်မှာရှုံးနေ AC Milan ကိုလိပြိုင်ပွဲမှာရှုံးနေ Torino ကိုရှုံးနေဆိုဒီရာသီအဝေးကွက် အန်တိုနီယိုကွန်တေအသင်းကနည်းနည်းလေးရှိတ်ကီဖြစ်နေတဲ့ PSV Eindhoven ကိုသွားခံရမယ့်ပွဲဖြစ်တယ်။ပြီးတော့မှနောက်ဆက်တွဲအနေနဲ့ Copenhagen နဲ့ Borussia Dortmund ပွဲတစ်ပွဲရှိတယ်။ပြီးတာနဲ့ Union စိတ်နဲ့ Inter Milan ရှိတယ်။ Inter Milan ကတော့အခုရာသီအစောပိုင်းလေးမှာရလက်ဆိုးရင်းနဲ့အခု Christian Kibu ရဲ့အသင်းကဖြည်းဖြည်းချင်းရလက်ပြန်ကောင်းပြီးတော့ယုံကြည်မှုတော်တော်လေးတည်ဆောက်နေတဲ့အသင်း။ဒါသူတို့နောက်ဆုံးပွဲမှာဆို Roma တောင်နိုင်လို့အမှတ်ပေးစရာကိုအခုလောလောဆယ်ယာယီတက်လာတဲ့အချိန်နောက်ဆုံးပွဲကတော့ Villarreal နဲ့ Manchester City Villarreal ကနောက်ဆုံးပွဲမှာ ဘတ်တစ်ကိုသူတို့နှစ်ကိုစီတေချာအိုက်ရှေဘွဲကသူတို့ရဲမတွစ်ကိုသူတို့ရှုံးသွားတယ်နောက်အခုဘတ်တစ်ကိုတူတူတေချာတယ်နှစ်ကိုပြတ်ပြီးတော့မှတေချာသွားတယ်အန်တရီရဲ့နောက်ကျကိုနှစ်ကိုပေးရတဲ့ချိန်မှာမန်စီးတီးကစတိုက်ဖုန်ကောင်းနေတယ်သူတို့အာဆင်ကိုတေချာတာဘီရဲ့ဘက်မိုနာကိုလည်းသူတို့ချန်ပီယံလိမှာတေချာထားတယ်ဆိုတော့စီတီရဲ့ချန်ပီယံလိကံမေကလည်းနည်းနည်းလေးတော့ရှိတ်ကီဖြစ်နေတယ်ဆိုတော့ပထမပွဲစဉ် မန်ချက်စတာစီးတီးကနာပိုလီကိုသူတို့နိုင်ထားတယ်ဒါပေမဲ့အဲ့တုန်းကနာပိုလီတယောက်ထုတ်ခံရတဲ့အတွက်ကြောင့်မန်စီးတီးကတူးစီးနေနိုင်ပေမဲ့မိုနာကိုကိုသူတို့တည်ကြတယ်ဆိုတော့အခုလောလောဆယ်အနေထားရတော့ ထိုက်ဂိမ်းဖြစ်တဲ့ Manchester City တို့က Villarreal ပွဲ Villarreal ကလည်းသူတို့ကလည်းကန်ဆိုးတာသူတို့လည်း Juventus နဲ့ပွဲမှာတေးချသွားတယ် Juventus ပွဲမှာတေးချပြီးတော့သူတို့က Spurs ကိုရှုံးထားတယ်ဆိုတော့ထိုက်ဂိမ်းပဲဖြစ်တဲ့ကန်မှာတော့အခု Villarreal ကအခု Spurs နဲ့လည်းကန်တယ်သူတို့ရှုံးထားတယ် now juventus ကိုကန်တော့ villarreal ကတကယ်ကိုပွဲချက်တွေကြီးဖြစ်ပြီးတော့ဒါကြီးကောင်းစရာပွဲပဲအခု elin haaland on fire ဖြစ်တယ် premier league မှာ7ဂိုး champion league မှာ3ဂိုးနဲ့ villarreal ကသူ့ကိုခတ်ခဲထိန်းရဖို့ရှိတယ်ဆိုတော့ကျွန်တော်အင်ကာနေမှာ fc barcelona ရဲ့ goal မ်ပီယာကိုရဲ့ပထမပွဲအပါဝင်အာဆင်နယ်နဲ့အက်သလက်တီကိုမှတ်တွေ့လီဗာပူးစင်နဲ့ PSG ညူကာဆယ်ဘန်ဖီကာဗီလာရီယယ်မန်စီးတီးနဲ့စိတ်ဝင်စားစရာပွဲကြီးပွဲကောင်းတွေကိုကျွန်တော်တို့ဆက်ပြီးကြည့်ရအောင်ပါအားလုံးကြည့်ကြပါမယ်